ကြောက်ကက်တလုံးနဲ့အသက်ရှင်မှုရုန်းကန်နေရတဲ့ကင်ညာနိုင်ငံသားများဒီနိုင်ငံကနိုင်ငံသားတွေအများစုကကြောက်ကက်တလုံးပဲရှိကြပါတယ်ဒါကမွေးရပါဗီဇကြောင့်မဟုတ်ပါဘူးအများစုကတော့အရေးပေါ်ကြောက်ကက်ထုတ်ထားတာကြောင့်ပါဒီလိုမျိုးထုတ်တဲ့ဖြစ်စဉ်ကကင်ညာနိုင်ငံကယောက်ျားလေးတိုင်းလိုလိုမှဖြစ်ပွားနေပြီးဒီလိုအရေးပေါ်ခွဲစိတ်ပြီးတဲ့သူတွေကရှင်သန်မှုအတွက်ရုန်းကန်နေကြရပါတယ်ဒီလိုမျိုးခွဲစိတ်မှုတွေလုပ်ရတဲ့အကြောင်းရင်းကဘာတွေကြောင့်လဲဒီလိုမျိုးကြောက်ကထုတ်ပြီးနောက်ပိုင်းသူတို့ရဲ့ဘဝကရောဘယ်လိုမျိုးတွေရင်ဆိုင်နေရတယ်လဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးနော် နိုင်ငံရေးအရေးငြိမ်းချမ်းမှုမရှိတဲ့ပြင်ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ကင်ညာနိုင်ငံကဒီလိုမျိုးဖြစ်စဉ်တွေဖြစ်ပွားဖို့အခွင့်အလမ်းတွေအများများပါတယ်။စီးပွားရေးမကောင်းတဲ့အပြင်ငွေကြေးဖောင်းပွားမှုကြောင့်လူတိုင်းကကြက်တဲမှုတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ ဒီအချက်တဲတွေကြောင့်ပဲအခုလိုမျိုးကြောက်ကဲ့အရေးပေါ်ခွဲစိတ်မှုတွေဖြစ်လာရတာပါစီးပွားရေးအရင်ကြီးလိုအပ်တဲ့လူတွေကအရင်ကြီးအတွက်လိုအပ်တဲ့ငွေကြေးကိုအရင်ကြီးထုတ်ပေးတဲ့သူတွေစီသွားပြီးတော့အကူအညီတောင်းကြရပါတယ်ဒီလိုမျိုးဖြစ်စဉ်ကိုကင်ညာမှာတော့တူနဲ့တူအသက်ရှင်မှုအပြန်အလှန်ကူညီတယ်လို့ပဲခံယူထားကြပြီးလူတိုင်းကပုံမှန်အဖြစ်ပြက်တစ်ခုအနေနဲ့လက်ခံထားကြပါတယ်အခုလိုမျိုးကြောက်ကဲ့ထုတ်ပေးတဲ့သူတွေကအသက်ငယ်ငယ်ရွယ်ရွယ်တွေပဲဖြစ်ပြီးတော့တချို့ဆိုရင်အသက်20ပဲရှိပါသေးတယ်ဒါဟာကြောက်ကဲ့လက်ခံတဲ့သူအတွက်ကောင်းတယ်ဆိုပေမဲ့ကြောက်ကဲ့ပေးတဲ့သူအတွက်တော့စိုးရွားတဲ့အခြေအနေတစ်ခုဖြစ်နိုင်တယ်ဆိုတာကိုဘယ်သူမှမသိကြပါဘူး ဒီလိုမျိုးကြောက်ကဲ့လှူလိုက်တဲ့သူတွေကကြောက်ကဲ့အတွက်ဒေါ်လာ2000လောက်ရကြပြီဒီပမာဏကကင်ညာနိုင်ငံကမိသားစုတစ်ခုအတွက်စီးပွားရေးလုပ်ငန်းအသေးစားတစ်ခုစနိုင်တဲ့အနေအထားတစ်ခုဖြစ်နေပါတယ်။တခါတလေမှာပွဲစားတွေကညင်ရင်တော့ဒေါ်လာ1500လောက်ပဲရကြပါတယ်။ဒီလိုမျိုးကြောက်ကဲ့တလုံးဝဲရှိတဲ့သူတွေကပုံမှန်လူလိုမျိုးလှုပ်ရှားသွားလာနိုင်တယ်လို့ပြောကြပေမယ့်အများစုကတခြားကျန်းမာရေးပြဿနာတွေကိုရင်ဆိုင်နေရပါတယ်။ဒီလိုကျန်းမာရေးပြဿနာတွေကကြောက်ကဲ့ထုတ်လိုက်တာကြောင့်ဆိုတဲ့အကြောင်းကိုတော့နောက်ပိုင်းမှာသိလာကြရပါတယ်။ဒီချိန်မှာတော့သူတို့အတွက်အားလုံးကနောက်ကျသွားပါပြီ။ကင်ညာနိုင်ငံဟာဒီလိုမျိုးကြောက်ကဲ့ရောင်းဝယ်ရေးမှောင်ကို ုပ်ငန်းရှင်တွေအတွက်ဈေးကွက်တစ်ခုဖြစ်နေတာကဆယ်စုနှစ်တစ်ခုကြာနေခဲ့ပါပြီ။ဒီလိုလုပ်ငန်းတွေရဲ့နောက်ကွယ်မှာတော့မတင်ထားတဲ့အဖွဲ့အစည်းတခုကအဓိကကြားတဲ့အခန်းကဏ္ဍကနေချုပ်ဝင်ထားတယ်ဆိုတော့ဘယ်သူမှမသိကြပါဘူးရှင်။ဒီအဖွဲ့အစည်းကဘလို့အဖွဲ့အစည်းလဲဆိုတော့ဆက်မပြောသေးခင်အခုလိုမျိုးစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျမတို့ Interest Knowledge Page လေးကို Like and Follow လေးလုပ်ထားပြီးဖို့လိုအပ်ပါလိမ့်မယ်နော်။ ဒီအဖွဲ့အစည်းကဥရောပအခြေဆိုင်ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပြီးကြောက်ကရောဂါဝေဒနာရှင်တွေအတွက်တော့အားကိုးရာကောက်ရုံးမြေတစ်ခုပါဒီအဖွဲ့အစည်းကနှစ်စဉ်ကြောက်ကအစာထုတ်ခွင့်ဆင်းမှုတွေလုပ်ပေးနေပြီးကြောက်ကလူဒန်းသူတွေနဲ့အလူခံမဲ့သူတွေကိုချိတ်ဆက်ပေးတဲ့တစ်ခုတည်းသောအဖွဲ့အစည်းပါအလူခံမဲ့သူကဒီလိုမျိုးခွင့်ဆင်းမှုမှာကြောက်ကအတွက်ငွေကြေးတစ်စုံတရာမပေးခင်ရပါဘူးဆိုတဲ့ဝန်ခံကိစ္စရွက်မှာလက်မှတ်ထိုးကြရပြီးခွင့်ဆင်းမှုအတွက်ကုန်ကျစရိတ်ကတော့ဒေါ်လာ2သိန်းကျော်ပေးရတယ်လို့ဆိုပါတယ်တကယ်ကဒီလိုမျိုးကြောက်ကအစာထုတ်ဖို့ကန့်ညီတဲ့ကြောက်ကတစ်လုံးကိုကင်ညာနိုင်ငံမှာရှိတဲ့ပွဲစားရိစီကနေဒေါ်လာ2000ဝန်းကျင်နဲ့ ဝဲကြတာပါ။ကင်ညာမာဒီလိုမျိုးကြောက်ကဲ့ပွဲစားတွေကဒေါ်လာ2000ကျော်တဲ့ကြံမိုးနဲ့ပြောင်းဝဲကြပြီးမတန်တဆအမျက်တွေရနေကြပါတယ်။ဒါကိုဖို့ထုတ်ဖို့အတွက်စူးစမ်းသူတွေရှိပေမယ့်ကြောက်ွက်ဝဲသူတွေရောရောင်းသူတွေကပါအလိုတူအလိုပါဖြစ်နေတာကြောင့်ဖို့ထုတ်ဖို့အတွက်ကခရင်နေပါသေးတယ်။ဒီလိုမျိုးဖို့ထုတ်လိုက်ရင်လည်းကြောက်ကမရလို့အသက်ဆုံးမဲ့သူတွေကရှိနေတယ်လို့ကြောက်ကမရောင်းရလို့ငွေကြေးအကျက်တဲနဲ့ဘဝဆုံးမဲ့သူတွေကလည်းရှိနေသေးပါရဲ့ရှင်။ ဒီဗီဒီယိုကနေသိလိုက်ရတာကတချို့အရာတွေကမကောင်းဘူးဆိုပေမဲ့ဒီမကောင်းမှုကိုဖော်ထုတ်ဖို့အတွက်လဲပုံဝင်သူတွေကအသက်တွေဘဝတွေရှင်ပြီးနှစ်နာသွားနိုင်ပါတယ်။လူတိုင်းကအကျက်တဲတခုကိုဘလို့ကြော်ဖြတ်မလဲ။ဘလို့ဖြစ်ရှင်းမလဲဆိုတာသူ့ရဲ့ဆုံးဖြတ်ချက်တခုပါ။ဒါပေမဲ့နိုင်ငံရေးမတည်ငြိမ်တဲ့နေရာမှာရှင်သန်ရက်တီကြားတဲ့သူတွေအဖို့တော့ဆုံးဖြတ်ရကြမ်းတမ်းတဲ့လမ်းတွေကိုပဲရနိုင်အောင်ပါလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ရှင်။